ြည်သူတွေနဲ့တသားတည်းဖြစ်ခဲ့တဲ့ဆေအာနာရှင်ဒိုမဟုတ်ဘာကီနာဖာဆိုရဲ့သူရဲကောင်းဒီနှစ်ခေတ်ဘာကီနာဖာဆိုနိုင်ငံဆိုတာကလေကမ္ဘာအစင်းရဲဆုံးနိုင်ငံစီးရင်ထဲမှာပါနေပါတယ်လူရဲ80ရာခိုင်နှုန်းလောက်ကတရ2ဒေါ်လာလောက်ပဲရှိတဲ့ဝင်ငွေလောက်မှာမိခိုနေရတာပါနောက်ပြီးအရွယ်ရောက်ပြီးသူစားတတ်မြောက်မှုနှုန်းကလေ35ရာခိုင်နှုန်းလောက်ပဲရှိနေပါတယ်အဲ့ဒီနှုန်းကရှေးဆက်ကြာစင်းမဲ့အရွယ်ရောင်လေးရှိနေတာပါကလေး၃ယောက်မှာတယောက်ကနာတာရှည်အာဟာရချို့တဲ့အခြေအနေနဲ့လည်းရင်ဆိုင်နေရပါတယ် နောက်ပြီးဓလေ9ယောက်မှာတယောက်က9နဲ့မပြည့်ခင်ပဲတေဆုံးနေရတာပါတနိုင်ငံလုံးရဲ့ပြည်မြသက်တမ်းကိုတွက်ကြည့်ရင်လည်းအနည်း60လောက်ပဲရှိနေပါရင်ပြောရရင်ဘာကီနာဖာဆိုကလည်းစင်ရသားနိုင်ငံတွေပိုင်ဆိုင်ထားတဲ့အရေးချင်းတွေကိုအပြည့်အဝပိုင်ဆိုင်ထားရတာပါအဲ့ဒီနိုင်ငံကလည်းစေအာနာဒိန်းနာကိုထမင်းစားရေတောက်လောက်တက်တာဖြစ်ပါရင်2022နဲ့2023အတွဲမှာပဲအာနာဒိန်းမှု3ကြိမ်ဖြစ်ခဲ့တာပါဒီနိုင်ငံကတော့အခြေအနေပိုဆိုးပါတယ်ပင်လယ်ထွက်ပေါက်မရှိပါဘူးဂုံတွင်းပိတ်နိုင်ငံဖြစ်ပါရင် တည်ငြိမ်မှုလည်းမရှိပါဘူး။စက်မှုလုပ်ငန်းတွေလည်းမထွန်းကားပါဘူး။တကယ်လို့သာဆိုတဲ့ဇကားရီနဲ့တမိုင်းကိုတိဆောက်လို့မရပါဘူး။ဒါပေမဲ့ဘာကီနာဖာဆိုနိုင်ငံမှာလေတကယ်လို့သာဆိုပြီးအနာဂတ်ကောင်းအတွက်စိတ်ကူးရင်လို့ရတဲ့အခြေအနေတစ်ခုပိုင်ဆိုင်ခဲ့ပါတယ်။တကယ်လို့အသက်38နှစ်အရွယ်ခေါင်းဆောင်တဦးသာလောက်ကျန်မခံခဲ့ရရင်ဒီနိုင်ငံရဲ့လမ်းကြောင်းကကွဲပြားသွားနိုင်တာပါ။သူရဲ့နာမည်ကတော့တောမတ်ဆန်ကာရာလို့ခေါ်ပါတယ်။သူကစစ်သားပီတာရဲ့စစ်သားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ခေါင်းဆောင်ပီတာရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေထိုင်ပြခဲ့ပါတယ်။ သူ့ရဲ့ကိုပိုင်အခွင့်အရေးတွေကိုစွန့်လွတ်ခဲ့ပါတယ်။ဝင်းကြီးတွေရဲ့ခံစားခွင့်တွေကိုဖျက်တောက်ပြီးနိုင်ငံအကျိုးမှာပဲအတုံပြုခဲ့တာပါ။အစိုးရပိုင်းမာစီတီကားတွေကိုရောင်းပြီးဈေးဝဝယ်ယူဖို့ရန်မုံငွေရှာခဲ့ပါတယ်။ဒုလတ်ထက်အတွင်းအာဖရိကရဲ့အကြီးမားဆုံးကာကွယ်ဆေးထိုးနှံမှုကိုဆောင်ရွက်ပေးခဲ့တာပါ။အကျိုးစားအနေနဲ့ကလေးသားမောင်များစွာကဝတ်တက်ယောဂအုံနောက်အမေးရောင်ယောဂချင်းချောင်းဖြစ်ရတဲ့အဖျားယောဂတွေကိုရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။သူဦးဆောင်ခွင့်ရခဲ့တဲ့နေအနေငယ်အတွင်းမှာပဲ ဇာတင်ကျောင်းနဲ့ကျမ်းမာရေးစင်တာပေါင်းများစွာကိုတည်ဆောက်နိုင်ခဲ့ပါတယ်။စံကာရာကပြည်သူတွေနဲ့တသားတည်းရှိခြင်းနဲ့သူလည်းဖြစ်ပါတယ်။စင်ရဲသားတွေရဲ့ဘဝဖူလုံရေးကသူ့ရဲ့ပထမဦးစားပေးဖြစ်ခဲ့တာပါ။သူကနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမိုးမျောတိုက်ကြီးတွေအဝေးပြေးလာမှကြီးတွေနဲ့တိုင်းတာကျင်တာမဟုတ်ပါဘူး။ကျောင်းနေနိုင်တဲ့ကလေးတိုင်းကိုစာသင်စေခြင်းပါရီရွာတိုင်းကိုတန်ရှင်းတဲ့တောက်တုံးကြီးရာစေခြင်းပါရီမိသားစုတိုင်းရဲ့စားဝတ်နေရွေးကိုဖူလုံစေခြင်းပါရီအရိယအတွက်အစိုးရမှအပြေးဝတာဝန်ရှိတယ်လို့လည်းခံယူထားတာပါ အစိုးရကပြစ်ထားလို့ပြည်သူတွေဆင်းရဲတွေနဲ့နေရတာမျိုးသူကမလိုချင်ပါဘူး1980ပြည်လုံးနှစ်တုန်းကဘာကီနာဖာဆိုကိုအထက်ဘော်ဒါလို့ခေါ်ကြတာပါအဲ့ဒီကလေးကကမ္ဘာဆင်းရဲဆုံးနိုင်ငံစင်းဝင်နေတာလည်းဖြစ်ပါရင်ဒေါ်ချင်း GDP ကတစ်နှစ်ကိုဒေါ်လာ300လောက်ပဲရှိပါရင်မူလာတန်းကနေအလေတန်းဆင်ကူပြောင်းမှုက300ခိုင်နှုန်းလောက်ပဲရှိကြတာပါကျန်69ခိုင်နှုန်းကပညာဆက်လက်သင်ကြားဖို့မတတ်နိုင်ခဲ့ပါဘူး အဲ့ဒီတုန်းကအငတ်ပီးဆိုတော့သူတို့နိုင်ငံအတွက်တငယ်ချင်းလိုပါပဲတနေ့အစာတနက်စားရရင်ပဲကံကောင်းတယ်လို့ပြောနိုင်ပါပြီမိုးခေါင်ရီရှားပါမှုကလည်းအမြဲဖြစ်နေပါတယ်စိုက်ခင်းတွေကလည်းမဖြစ်ထုံးပါဘူးဒဲကနာရကျဲပြန့်မှုကလည်းပုံမြင်မှားလာတာပါအဲ့ဒီအတွက်စိုက်ခင်းမြေတွေလည်းပိုပြီးတော့ရှားပါလာရပါတယ်အဲ့ဒီတုန်းကသူတို့ရဲ့ပြန်းပြတတန်းကအနည်း40လောက်ပဲရှိခဲ့တာပါအရင်တုန်းကဒီနိုင်ငံလေးကပြင်သစ်ကော်လိုနီဖြစ်ခဲ့ပါရင်1960ပြည့်နှစ်ရောက်တော့မှလွတ်လပ်ရေးကိုရခဲ့တာပါ ဒါပေမဲ့လည်းလွတ်လပ်မှုအစစ်အမှန်တော့မဟုတ်ခဲ့ပါဘူး။အဲဒီတုန်းကနိုင်ငံကဘာမှလည်းမထုတ်လုပ်နိုင်ပါဘူး။နိုင်ငံသားအကူအညီတွေ၊ချင်းငွေတွေ၊အရေးအသွေးများနဲ့ကုန်ကျန်းပစ္စည်းတင်မမှုကရတဲ့ဝင်ငွေတွေအပေါ်မှာပဲမိခိုခဲ့ကြတာပါ။ပြင်သစ်ကခေါင်းဆောင်ပိုင်းတွေကိုဩဇာလွှမ်းမိုးထားခဲ့ပါတယ်။လိုအပ်လာရင်လည်းဂျိုးကန်ချေလယ်မှုတွေလုပ်ခဲ့တာပါ။အဲဒါကြောင့်1966ခုနှစ်ကနေ1983ခုနှစ်အတွင်းစစ်အာဏာသိမ်းမှု9ကြိမ်ဖြစ်ခဲ့ပါတယ်။အာဏာသိမ်းမှုတစ်ခုဖြစ်ပြီးတိုင်းအုပ်ချုပ်တွေကတော့ပြောင်းလဲသွားတာပါ။ ဒါပေမဲ့အကျင့်တွေကတော့အသိမပြောင်းသွားပါဘူး။အောက်ချောင်းနေတဲ့သူတွေကလည်းဘယ်အချိန်ပြန်အာနာအသိခံရမလဲဆိုပြီးအမြဲတွေးပူနေရတာပါ။ပြောရရင်စစ်တပ်ထဲမှာလည်းတစ္ဆာဖောက်မှုတွေအကောက်ကြံမှုတွေနဲ့ပြင်းထန်နေကြပါရင်။အရင်တုန်းကသောမတ်ဆန်ကာရာကအရာရှိငယ်တဦးအစင်ပဲရှိခဲ့တာပါ။မာဒါဂတ်စတာမှာစစ်တင်တန်းတက်နေတဲ့အချိန်တွင်1992ခုနှစ်မာလာကာစီတော်လှန်ရေးကိုမျက်မြင်ကြုံခဲ့ရပါရင်။အရင်တုန်းကចောင်းသားနဲ့အလုပ်သမားတွေပူးပေါင်းပြီးအစိုးရကိုဖြုတ်ချနိုင်ခဲ့တာပါ။ အရေးအခြေအနေကြောင့်ဆန်ကာရာလဲကွန်မြူနီအထွေးခေါ်ကိုသဘောကျသွားပါရင်အင်ပါယာဆန့်ကျင်ရေးအထွေးခေါ်ကိုနှစ်သက်သွားပါရင်သူ့နိုင်ငံကိုပြန်ရောက်တော့အရေးအယူဆတွေနဲ့နိုင်ငံပြောင်းလဲနိုင်အောင်ဂျိုပန်ခဲ့ပါရင်1982ခုနှစ်မှာဆန်ကာရာကတရင်းအချက်လက်ဆိုင်ရာနိုင်ငံတော်အတွင်းဝင်ဖြစ်ခန့်အပ်ခံခဲ့ရတာပါသူတို့ရဲ့နိုင်ငံအနေထားနဲ့ဒီယာရုကသတင်းသမားတွေကိုဖိနှိပ်ဖို့သတင်းတွေကိုထိန်းချုပ်ဖို့ဝါရဖြန့်ဖို့စတာတွေကအဓိကဖြစ်ပါရင်ဒါပေမဲ့ဆန်ကာရာကသတင်းသမားတွေကိုအရှိတိုင်းရေးဆိုပြီးခွင့်ပြုပေးခဲ့လိုက်တာပါ အဲဒါကြောင့်သတင်းဌာနတွေကလည်းအားတက်သွားပါပြီသူတို့ကစင်လာကိုပဲမျှော်လင့်ထားကြတာပါအစိုးရအကြီးအကဲတွေကတော့ဒေါသထွက်သွားကြပါပြီနောက်ဆုံးဝင်းကြီးချုပ်ဇာဘိုကိုရိုင်းကဆန်ကာရာကိုဖိအားပေးခဲ့တာပါအဲဒါကြောင့်1982ခုနှစ်မှာဆန်ကာရာလည်းယာရုကနေထွက်ခဲ့ရပါပြီဒါပေမဲ့လူငယ်တွေရဲ့ကြားမှာတော့ဖြောင်းမတ်တဲ့ခေါင်းဆောင်တဦးဖြစ်နာမည်ကြီးလာခဲ့တာပါအဲ့ဒီနှစ်နောက်ပိုင်းမှာပဲအာနာသိမ့်မှုတစ်ခုထပ်ဖြစ်ပြီးဝင်းကြီးချုပ်ဇာဘိုလည်းပြုတ်သွားပါပြီသူရဲ့နေရာကိုအော်ဒါရိုကိုကတက်လာခဲ့တာပါ ဒါပေမဲ့သူကလည်းနိုင်ငံကိုကောင်းကောင်းမထိန်သိမ်းနိုင်ပါဘူးအဲဒါကြောင့်1983ခုနှစ်လောက်မှာလူတို့ကြားတဲ့နာမည်ကောင်းရနေတဲ့ဆန်ကာရာကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်ပါတယ်ဆန်ကာရာဆိုရင်နိုင်ငံပေါ်ဩဇာရှိနေတာကြောင့်တည်ငြိမ်အောင်ထိန်သိမ်းနိုင်မှာဖြစ်တယ်လို့သူတို့ကလည်းပြန်ကြည့်မယ်လို့မျှော်လင့်ထားတာကြောင့်ပါပဲဆန်ကာရာဝန်ကြီးချုပ်ဖြစ်လာတော့လေသူ့ရဲ့သဘောထားတွေကိုလုံးဝမလျှော်ခဲ့ပါဘူးသူကအဂတိလိုက်စားမှုတိုက်ဖြတ်ရေးကိုရှေ့တန်းတင်ခဲ့ပါတယ် Empire စနစ်ဖျက်ဆီးရေးကိုဦးစားပေးခဲ့ပါတယ် ပြင်သစ်နဲ့အနောက်နိုင်ငံတွေရဲ့ဩဇာလွှမ်းမိုးမှုလုံးဝမရှိရဲကိုရှေ့ရှုခဲ့ပါရီ။အဲဒါကြောင့်လာပိုင်းကြာမှာပဲဆန်ကာရာကနေရင်အခြေချုပ်ချခံလိုက်ရပါရီ။စစ်တပ်ကိုကြိုးကင်ထားတဲ့အတွင်းအုပ်စုရဲ့လက်ချက်ပါပဲ။ဆန်ကာရာရဲ့အတန်တွေတိတ်သွားအောင်ဒီလိုလုပ်ခဲ့တာပါ။ဒါပေမဲ့အဲဒီအချိန်မှာစစ်တပ်ထဲနှစ်ချမ်းခွဲသွားစီပါရီ။လူငယ်စစ်သားတော်တော်များများကဆန်ကာရာဘက်ကရက်တီခဲ့ကြတာပါ။ရှေယိုဆွဲသမားတွေကတော့အိုဒါရိုကိုဘက်ကိုရွေးချယ်သွားကြပါရီ။ကြာလာတဲ့အချိန်မှာဆန်ကာရာဘက်ကအင်အားပိုကောင်းလာခဲ့တာပါ။ အဲဒါကြောင့်1983ခုနှစ်ဩဂုတ်လ4ရက်နေ့မှာတော့စံကာရာလေသူ့ရဲ့တစ္ဆာခံတက်တွေးမဟာမိတ်တွေရဲ့အကူအညီနဲ့အာဏာပြန်သိမ်းခဲ့ပါတယ်။ဒီအချိန်မှာစံကာရာလေအကျယ်ကျုပ်ကနေလွတ်လာခဲ့ပါပြီ။ပြီးတော့နိုင်ငံကောင်းဆောင်တော်အဖြစ်တင်မြှောက်ခံခဲ့ရတာပါ။အဲဒီအချိန်မှာစံကာရာရဲ့အသက်က33နှစ်ရှိနေခဲ့ပါပြီ။အဲဒီတော့ကအထက်ဘော်ဒါကနိုင်ငံရဲ့နာမည်ဖြစ်နေတုန်းပါပဲ။ဒီနာမည်ကအနောက်တိုင်းလွှမ်းမိုးမှုပွားနေသလိုဖြစ်နေတဲ့အတွက်ဘာကီနာဖာဆိုလို့ပြောင်းခဲ့လိုက်ပါတယ်။ဖြောင်းမတ်ရိုးသားသောလူမျိုးများရဲ့နယ်မြေလို့အတိတ်ပဲပြန်ရမှာပါ။ အာနာပြေဝါရချိန်မှာတော့အစံကာရာလေးပြုပြင်ပြောင်းလဲမှုတွေကိုအင်တိုင်းအားတိုက်ဆောင်ရွက်ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးခြေလှမ်းကတော့အဂရီလိုက်စားမှုတိုက်ဖြတ်ရေးပါပြီ။သူကဘီရိုကရက်လမ်းစဉ်တွေကိုဖျက်သိမ်းခဲ့ပါတယ်။နိုင်ငံရေးပါတီတွေရဲ့ပါဝါကိုရှော့ချခဲ့ပါတယ်။အရင်အတွက်ပြက်ပြက်တသားပဲအကုန်လုပ်ခဲ့တာပါ။တချို့ကတော့သူ့ရဲ့လောက်ရကအဆုံးရောက်လွန်းတယ်လို့ဆွဆွဲကြပါတယ်။ဒါပေမဲ့စံကာရာကဂယုမဆိုင်ပါဘူး။ထောင်ထဲချီတဲ့အစိုးရဝန်ထမ်းတွေကိုထုတ်ပစ်ခဲ့ပါတယ်။ ဒါလေးလူတွေကအဂရီလိုက်စားတဲ့သူတွေအလောက်ချိန်မှာအရက်ဆိုင်ရောက်နေတဲ့သူတွေအလောက်တာဝန်မကျေပွန်တဲ့သူတွေစားတော်တွေပါပဲသူတို့ကအလောက်ပင်ပင်ပန်းပန်းလုံနေရတဲ့အလောက်သမားနဲ့လဲသမားတွေထက်ဝင်ငွေပိုဖြောင်းနေကြတာပါဆန်ကာရောကအဲ့ဒီလူတွေကိုစင်ရဲသားတွေအပေါ်ဂုတ်သွေးစုပ်နေတဲ့ကပ်ပါကောင်တွေလို့အတီလင်းခေါ်ခဲ့ပါတယ်နောက်ပြီးဝင်းကြီးတွေအစင်းမြင့်အရာရှိတွေစိန်ခံနေတဲ့ခန်းသားခွင့်တွေကိုလည်းရပ်ဆိုင်လိုက်တာပါ ခရီးသွားရင်အထူးတန်းစီးနင်းခွင့်မပြုတော့ပါဘူးဟိုတယ်နဲ့စားသောက်ဆိုင်မှာရှမ်ပိန်နဲ့နိုင်ငံခြားအရေးရောင်းချခွင့်ကိုပေးလိုက်ပါရင်ဇိုင်ကန်ပစ္စည်းတင်သွင်းမှုကိုလည်းကန့်တလိုက်တာပါရေမွေးတွေဝီစကီတွေကိုလည်းအသွင်းမခံတော့ပါဘူးနိုင်ငံခြားပြည်ဝီစကီတစ်လုံးကနိုင်ငံသားအများအပြားအတွက်တောက်ရည်တန့်ဖြစ်ပြောင်းလဲနိုင်တယ်လို့ဥပမာပေးပြောဆိုခဲ့ပါရင်သူကအစိုးရလုပ်ငန်းတွေမှာလည်းပြည်တွင်းဖြစ်တွေကိုပဲသုံးစွဲဖို့အကောင့်ထဲပေါ်ဆောင်ခဲ့တာပါမဖြစ်မနေသုံးရမယ့်နိုင်ငံခြားအဖြစ်ပစ္စည်းတွေကိုပဲခွင့်ပြုခဲ့ပါရင် နောက်ပြီးရုံးငန်းတွေမှာတမရပုံတူချိတ်ဆွဲတဲ့ကိစ္စကိုလည်းပိတ်ပင်ခဲ့တာပါဆန်ကာရာရဲ့လက်ထက်မှာတောင်သူလယ်သမားတွေကအသက်ရှူပြန်ချောင်းလာခဲ့ပါတယ်စိုက်ပျိုးမြေတွေကိုဖော်ဆောင်ပြီးတကယ်လုံးမဲ့သူတွေကိုခွဲဝေပေးခဲ့တာပါအရင်တုန်းကမတရားတဲ့နည်းနဲ့တင်ထားတဲ့စိုက်ပျိုးမြေတွေကိုပြန်လည်သိမ်းယူပြီးမူရင်းပိုင်ရှင်တောင်သူလယ်သမားတွေစီကိုပြန်ပေးခဲ့ပါတယ်နိုင်ငံတော်မှာဆယ်မြောင်းစီမံကိန်းလေးတွေရေတွင်းတွေတူးမြောင်းတွေတည်ဆောက်ပေးခဲ့တာပါ အရာကြောင့်သူ့လက်ထက်မှာဂျုံထုတ်လုံးမှုက85ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီးတနေ့ကိုလုံလောက်တဲ့အစားနှစ်နက်တန်ရှင်းတဲ့ရေ9လီတာဖြည့်စင်းနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်။အဲဒါက၄နှစ်အတွင်းဖြစ်ပေါ်လာတဲ့တိုးတက်မှုပါပဲ။နောက်ပြီးဒဲကနိုင်ရမြေကျေပြန့်လာမှုကိုတားဆီးဖို့နိုင်ငံအဆင့်တစ်ပင်စိုက်ပွဲတော်တွေကိုလည်းလှုပ်ပေးခဲ့ပါတယ်။သူကအစိုးရရဲ့အသုံးစရိတ်ကိုအစွမ်းကုန်လျှော့ချပြီးနိုင်ငံအကျိုးအတွက်အသုံးပြုဖို့ကြိုးစားခဲ့တာပါ။အစိုးရရဲ့အဆောင်အယောင်ဖြစ်တဲ့မာစီဒီကားတွေကိုရောင်းပြီးဈေးအသက်သာဆုံးဖြစ်တဲ့ Renault 5ကားဟောင်းတွေနဲ့အစားထုတ်ခဲ့ပါတယ် ရလာတဲ့ပတ်စံကိုအာဖရိကရဲ့အကြီးမားဆုံးကာကွယ်ဆေးထိုးနှံခြင်းဖြစ်ပြောင်းလဲခဲ့တာပါအရာကြောင့်နှစ်ပတ်အတွင်းကလေးနှစ်တသမ5တန်းကိုဝတ်သက်အုံနောက်အမြင့်အောင်ယောဂါနဲ့ချင်းချောင်းကူးဆက်တဲ့အဖျားယောဂါကာကွယ်ဆေးတွေထိုးပေးနိုင်ခဲ့ပါတယ်။အစိုးရရဲ့အသုံးစရိတ်လျှော့ချမှုကလည်းရရှိလာတဲ့တခြားငွေတွေကိုတော့စာသင်ကျောင်း350နဲ့ဂျမ်းမာရေးစင်တာစေးဆိုင်စေးပေးကန်းယာကြီးတိဆောက်ဖို့စီစဉ်ပေးခဲ့တာပါ။သူ့လက်ထက်မှာစာတက်မြောက်ရေးအစီအစဉ်တွေကိုလည်းအရှိန်တိုးမြှင့်ပေးခဲ့ပါတယ်။ ကျောင်းဝန်ထမ်းမှု90ရာခိုင်နှုန်းကျော်တိုးတက်လာပြီးလဲနေအတွင်းစားတမ်းများမှုနှုန်းကလည်း73ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိတိုးတက်လာခဲ့တာပါ။နောက်ပြီးခလေးတွေကျောင်းမထွက်ရအောင်ကျောင်းမှာထမင်းကျွေးတဲ့စနစ်ကိုလည်းကြိုးစားခဲ့ပါရည်။ဆန်ကာရောကအမျိုးသမီးအခွင့်အရေးကိစ္စကိုလည်းမချန်ထားခဲ့ပါဘူး။အမျိုးသမီးတွေလွတ်လပ်မှသာလူအဖွဲ့အစည်းကိုပြောင်းလဲနိုင်လိမ့်မယ်လို့လည်းလက်ခံထားတာပါ။အဲဒါကြောင့်အတင်းကျပ်လက်ထက်ထိန်းများခြင်းကိုပယ်ဖြတ်ခဲ့ပါရီအမျိုးသမီးလေရင်ကဖျက်တောက်ခြင်းကိုတားမိခဲ့ပါရီနောက်ပြီးတလင်တံမရစနစ်ကိုလည်းအားပေးခဲ့တာပါ အမျိုးသမီးနဲ့အမျိုးသားတွေကအခွင့်အရေးအတူတူပဲဆိုပြီးအမြဲထုတ်ပြောခဲ့ပါတယ်။ဆန်ကာရာရဲ့လက်သုံးစကားကတော့အုပ်ချုပ်ခံရတဲ့သူတွေပျော်ရတဲ့နိုင်ငံမျိုးကိုဖန်တီးခြင်းနဲ့ဆိုတော့ပါပဲ။နိုင်ငံကောင်းစားရေးအတွက်အဆုံးရောက်တဲ့နီလန်းတွေကိုလည်းတုံးခဲ့ပါတယ်။ပြည်ပအတွင်းကုန်တွေကိုမမီကိုပဲကိုရှိတာနဲ့ကိုထုတ်နိုင်တာတွေပဲတုံးဆွဲကြမယ်ဆိုတော့ကိုလည်းရှေ့ဆုံးကနေလမ်းပြခဲ့တာပါ။နောက်ပြီးစစ်တပ်တွေကိုနိုင်ငံအနှက်ဖြန့်ကွဲလွှတ်လိုက်ပါတယ်။စစ်စင်ရေးကိစ္စမရှိရင်တော့လမ်းဖောက်ရေရင်တူတစ်ပင်ဆိုင်ခိုင်းတာပါ။ တောင်သူတွေကိုကူညီပေးရတဲ့အခါတွေလည်းရှိသလိုကာကွယ်ဆေးထိုးနှံတဲ့နေရာမှာလည်းဝင်ပါခိုင်ပါရီနောက်ပြီးအဆင့်တွေကွာချားပေမဲ့ခံစား권တွေကိုတော့လုံးဝတသားရဲဖြစ်အောင်စီမံထားတာပါအရင်အတွက်သူ့ရဲ့လက်သုံးစကားနောက်တစ်ခုလည်းထပ်ရှိပါသေးတယ်ကိုယ့်ရဲ့ပြည်သူအတွက်အကျိုးပြုတဲ့စစ်တပ်ကလူတို့ရဲ့ရန်သူဖြစ်လာတယ်ဆိုတာပါပဲပြောရရင်သူ့ရဲ့လှုပ်ဆောင်မှုတွေကြောင့်ဘာကီနာဖာဆိုကအချိန်တိုအတွင်းအများကြီးတိုးတက်လာခဲ့ပါပြီဒါပေမဲ့ဆန်ကာရာကလည်းရန်သူပိုများလာခဲ့တာပါမြေသိမ်းခံရတဲ့တထေးတွေတူထုတ်ပယ်ခဲ့တဲ့ဘျူရိုကရက်အရာရှိတွေ အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့စေပတ်ဆိုင်ရာအရာရှိတွေ project တွေလက်လုပ်ခဲ့ရတဲ့စီးပွားရေးသမားတွေနောက်ဆုံးနိုင်ငံကိုချေလှယ်ဖို့ကြိုးစားနေတဲ့နိုင်ငံကြီးတွေကြောင့်ဆန်ကာရာလည်းတတိထားနေရမယ့်အခြေအနေတွေဖြစ်လာခဲ့ပါတယ်။အရင်ကဆိုရင်သူကလူတွေကြားဝင်ပြီးအတူပြေးတာတွေစပိန်စီးတာတွေလုပ်ခဲ့တာပါ။နောက်ပိုင်းမှာအဲ့လိုလုပ်ဖို့အခက်အခဲဖြစ်လာပါတယ်။သူကနိုင်ငံသားမိခုမှုကိုတိုင်းပြည်အတွက်ထောင်ချောက်တစ်ခုလို့ရှုမြင်ခဲ့တာပါ။ကမ္ဘာ့ဘဏ်နဲ့ IMF တို့စီကချင်းငွေယူဖို့ညှင်းဆန်ခဲ့ပါတယ်။နိုင်ငံသားကျွေးမိကိုဂျွန်စနစ်ရဲ့ပုံစံအစ်စ်လို့ခေါ်ခဲ့တာပါ။ ဒရန်ကွာ89ခုနှစ်ဇူလိုင်လအတွင်းအီသီယိုးပီးယားနိုင်ငံမှာကျင်းပတဲ့အာဖရိကသမဂ္ဂထိပ်သီးအစည်းအဝေးမှာလည်းအရေးအကြောင်းကိုအတည်လင်းပြောပြီးဂျန်နဲ့အာဖရိကနိုင်ငံတွေကိုပြပါကျွေးမိမယူဖို့တိုက်တွန်းခဲ့ပါသေးတယ်။ဒီလိုအဆုံးရောက်တဲ့လောက်ရက်တွေရှိနေတဲ့အတွက်သူကို CIA ကအနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ပြီးတော့အနောက်ရဲ့အကျိုးစီးပွားအတွက်ချိန်ချောက်မှုဒီမိုကရေစီနဲ့လူ့ခွင့်ရေးအတွက်အန်ဒရယ်စတဲ့ခေါင်းစဉ်တွေတက်ခဲ့လိုက်တာပါ။အဓိကကတော့သူ့ရဲ့အယူဆတွေကိုဂျန်နဲ့အာဖရိကနိုင်ငံတွေအတွက်လှုံ့ဆော်မှုဖြစ်လာမှာစိုးရိမ်လို့ပါပဲ။ ပြီးတော့ပြင်သစ်နဲ့နှိစက်တဲ့အာဖရိကနိုင်ငံတွေကလည်းဆန်ကာရာကိုအစိုးရတော်အဖြစ်ရှုမြင်လာခဲ့ကြတာပါနောက်ဆုံးဆန်ကာရာကိုနေရင်အခြေချုပ်ကလို့အောင်ကူညီပေးခဲ့တဲ့မဟာမိတ်ကိုရိုင်းကသူ့ကိုအန်ဒရယ်တရက်လို့မြင်လာခဲ့ပါတယ်1989အော်တိုဘာလ15ရက်နေ့မှာဆန်ကာရာကဝင်ကြီးအဖွဲ့နဲ့အစည်းအဝေးလုပ်နေခဲ့တာပါဒီအချိန်မှာပဲအပြင်ဘက်ကတနက်တန်တွေကိုကြားလိုက်ရပါတယ်ဒီအချိန်မှာပဲဆန်ကာရာကလက်နက်ဖက်ကိုမြှောက်ပြီးအပြင်ကိုထွက်လာခဲ့တာပါပြီးတော့သူ့ရဲ့လုပ်ပေါ်ကင်ဖက်တွေအားလုံးကိုအလွတ်ပေးဖို့ပြောခဲ့ပါတယ် ပြောစကားပြီးမှပဲသူ့ကိုယ်ဘော်ကိုကြည်စံတွေကြားရောက်လာပါ रे သူနဲ့အတူကြာဆုံးခဲ့ရတဲ့သူက14ဦးထိရှိခဲ့တာပါအဲဒီနောက်ပိုင်းစံကာရာနဲ့မဟာမိတ်ဖြစ်ခဲ့သူကနိုင်ငံအာဏာကိုယူလိုက်ပါ रे သူရဲ့လက်ထံမှာတော့ပြင်သစ်တဲ့ဆက်ဆံရေးကိုပြန်ပြီးတည်ဆောက်ခဲ့တာပါအတူတူပြောရရင်တော့အရာအလုံးကစံကာရာဖြက်စည်းဖို့ကြိုးပမ်းခဲ့တဲ့စနစ်ထဲကိုပြန်ရောက်သွားခဲ့တာပါပဲစံကာရာဒီဆုံးပြီးနောက်ပိုင်းသူ့ရဲ့အိမ်ကိုဝင်ရှာခဲ့ကြတာပါအဲဒီမှာပဲပေါင်နှံထားခဲ့တဲ့သူ့ရဲ့အိမ်ဂီတာနှစ်လက်စပိန်၃စီး ရေနော့5ကောင်းတစ်စီးနဲ့အတူအတုံးဆောင်အနေချင်းကိုပဲတွေ့ခဲ့ရပါတယ်။ကြီးကြီးမားမားဘာပိုင်ဆိုင်မှုမှမတွေ့ခဲ့ရပါဘူး။ဒေါဂါသူရဲ့ပြောစကားတွေအတိုင်းပဲချိုးချံနေထိုင်ခဲ့တာပါ။အဲဒီနောက်ပိုင်းဆန်ကာရာကိုအာဖရိကရဲ့ဖြောင်းမှန်မှန်ကန်သူတဦးအဖြစ်မှတ်ယူလာကြပါတယ်။လူငယ်တွေကသူ့ရဲ့ရိုးဖြောင်းမှုကိုစဉ်းစားကြပါတယ်။ဒါပေမဲ့ဘာဂီနာဖာဆိုကတော့ဆန်ကာရာမဖြစ်စေချင်ခဲ့တဲ့စင်ရမွေးတည်မှုနဲ့အဂရီလိုက်စားမှုအများဆုံးနိုင်ငံဖြစ်ကိုပြန်ရောက်သွားခဲ့တာပါ။ဒီအချိန်မှာနိုင်ငံသားလူငယ်တွေအတွက်ကြံရိတ်ခဲ့တာများများဆဆမရှိတော့ပါဘူး။ ဒေါ်လာရင်းသမားတွေကိုတင်တက်နိုင်တယ်ဒါပေမဲ့သူတို့ရဲ့အယူအဆတွေကတော့မတက်နိုင်ဘူးဆိုတော့ဆန်ကာရာပြောပြတဲ့အယူအဆကတော့လူငယ်တွေကြားထဲမှာကျန်ရင်နေခဲ့ပါရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။